အလုံးမင်္ဂလာပါဒီကနေ့မှာတော့ဆီယမာလီကနိုဝင်ဘာလအတွက်ကြာသာပရိသတ်သမီးဟောဆရာလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကဲကြာသာပရိသတ်သမီးတွေကတော့ဒီကလာမှာအရန်ကိုသူတို့ကအဲနည်းနည်းလေးစိတ်ကပေါ့နော်ပြင်းပြပြီးတော့အရန်လူစိတ်ညာနေတာမျိုးလားဒါမှမဟုတ် တခုခုကိုအာယုံဆိုင်နေတာမျိုးလားတခုခုကိုကဟိုအလိုမကျမှုတွေဖြစ်နေတာလားဒါမျိုးလေးတွေတော့ဆီယမာလီပထမဦးဆုံးနမိတ်အဖြစ်စတွေ့ရတယ်။ပြောရမယ်ဆိုလို့ရှင်အမြဲတမ်းတခုခုကို အဲရင်ဆိုင်မှုအသင်ရှိနေတဲ့ပုံစံပေါ့နော်အဲရင်ဆိုင်မှုအသင်ရှိနေပုံစံတချို့မှာဆိုရင်တော့ဒီကာလမှာအဲဒီဇာတာရှင်ရောမြင်များတချို့ကအရန်တက်ကြွတတ်တဲ့သူလည်းပါတယ်အရန်ကို energetic ဖြစ်တဲ့သူပါမယ်တချို့ကြတော့လည်း AAC နေတတ်တဲ့သူပါလိမ့်မယ်ပေါ့ AAC နေတတ်တဲ့သူကလည်းအဲသူ့မှာသူ AAC နေပြီမယ်လေအဲ့လိုမျိုးတစ်ခုခုကိုစဉ်းစားတွေးတောနေတာမျိုးကိုဆရာမလေးတွေ့ရတယ်အဝေးတနည်းအောင်ကြည့်ပြီးတော့ငါဘာလို့ဒီလိုမဖြစ်သေးရလဲအဆင်မပြေသေးရလဲအဆရှိတဲ့ဖြစ်ပေါ့အဲဒါပေမဲ့ဒီဇာတာရှင်တွေတော်တော်များများလीဒီဇာတာပရိ တာသမီတော်တော်များများဒီအခုလာကြည့်မဲ့သူတွေတော်တော်များများကအရာအလုံးမှာဥဆောင်နိုင်တဲ့အရေးအချင်းရှိတဲ့သူမျိုးဒါမှမဟုတ်ဥဆောင်တဲ့အရေးအချင်းကိုဒါကိုကမမော်တဲ့သူမျိုးလီဒါတယောက်ပဲလုပ်ချင်တယ်တပည့်မလုပ်ချင်ဘူး နော်မိသားစုမှာတငယ်ချင်းတွေကြားထဲမှာ relationship ကြားထဲမှာဘယ်အရာပိုင်းမဲဆိုကိုယ်ကပဲဥဆောင်ခြင်းတဲ့သူပေါ့နော်အဲနောက်လိုက်မလုပ်ခြင်းပေါ့ဥဆောင်ခြင်းသူပေါ့နော်အဲ့လိုလူမျိုးတွေ့ရတယ်ဒါပေမဲ့ကိုလောလောဆယ်ကစိတ်ပင်ပန်းနေတာမျိုးပေါ့နော်ကိုဖြစ်ခြင်းတဲ့ဆန္ဒလေးတွေတချို့တဝက်အဆင်မပြေတာမျိုးကိုထက်ကြီးတဲ့သူငယ်တဲ့သူအထက်လူကြီးလက်အောက်ငယ်တာအစားရှိပြီးအိမ်မှာဆိုတဲ့အဲကိုကအလက်ဆိုရင်အကြီးငယ်ဒါမှမဟုတ်လေ အဲဒီဝန်ထမ်းဆိုလဲအဲ့လိုမျိုးပေါ့အစားရှိတဲ့ပြင်ကိုကိုပေါ့နော်အဲဒီလောက်အောင်ငယ်သားအထက်လူကြီးတွေရဲ့ဂျားထဲမှာကိုကညက်ပါနေတာမျိုးပေါ့နော်ဒါလေးတွေတွေ့ရတယ်ဒီဂျားထဲမှာပဲအဲတင်းရဆန္ဒကြီးအကောင့်တွေပေါ့ဘယ်လိုအချိန်နေမှာတင်ဒီကန်ကောင်းလာမလဲဆိုတော့ဒီဇာတာရှင်နေထဲမှာအဲဒီအခုဆောင်းနေမွေးတဲ့သူတွေပေါ့ဥပမာအခုလိုမျိုးနိုဝင်ဘာဒီဇင်ဘာမွေးတဲ့သူတွေလားဒီလိုလူမျိုးတွေဟာလာမယ့်ခရစ်စမတ်ကာလအနည်းစပြီးတော့ကန်ကောင်းအောင်မြင်အစဉ်ပြေမှုကိုတင့်ဘွားမှာ တဲတဲပုံရင်အစဉ်ပြေအောင်မြင်မယ်ပေါ့နော်အဲထူကြတာကြတော့လीဒီနမိတ်ကိုလာပြီးဒီဇာတာရှင်ကြီးဒီဟောစတဲ့ကိုလာနားထောင်လိုက်တဲ့သူတွေဒါလင်းပို့ပြီးတော့ပေါ့နော်ကံကောင်းမယ်ထူကြမယ်အစဉ်ပြေမယ်ဆိုတဲ့ပုံစံမျိုးကိုတော့ဆရာမလေးတွေ့ရတယ်။နော်ကိုယ့်ရဲ့အဓိကတော့ကိုယ့်ရဲ့ life ကိုကိုပုံဖော်နေတဲ့သူတွေပေါ့။သူများအားကိုးတဲ့သူမဟုတ်ဘဲနဲ့ဒီဇာတာရှင်တော်တော်များများလာကြည့်တဲ့သူတွေထဲမှာဒီဇာတာရှင်ကြီးဟာ အဲကိုကိုကိုယုံကြည်မှုရှိတယ်ကိုကိုကိုအားကိုးတဲ့သူတွေဆိုလို့ရှိရင်တင့်ကန်ကဒီလာမယ့် Christmas မှာပို့ပြီးတော့ကံကောင်းအောင်မြင်အဆင်ပြေတာမျိုးတွေ့ရတယ်။နောက်တစ်ခါကျတော့အဓိကတော့ဒီဒီလက်ရှိမှာတော့ကံကိုဟိုမျက်နှာသာမပေးတာမျိုးပေါ့နော်ကိုအဆင်မပြေတာမျိုးအမျိုးမျိုးတွေတွေ့ရတယ်။အဲ့တော့ကောင်းသည့်ထက်ကောင်းတဲ့ဟာတွေပို့ပြီးတော့ဖြစ်လာစေဖို့အတွက်ကိုကြာတာပရင်းနေ့မှာအဲဒီပဲပြုတ်ထမင်းပေါ့နော်ပဲပြုတ်ထမင်းနဲ့ဖះကိုကတ်လို့ပူဆိုတာမျိုးဒါမှမဟုတ်လေပေါင်မုတ် เนาะထောဘတ်တုတ်ကက်လူပူဆိုတာမျိုးဒါမျိုးလေးတွေဖះမှာလုတ်ပေးလို့ရတယ်ပြီးတော့သူတထူးရဲ့ဂုံကျေးဇူးကိုပေါ့เนาะ ဒီကာလမှာဒီစာသားရှင်နေနဲ့သူတတူရဲ့ဂုံကျေးစုကိုမမေ့ဘူးအမတန်မှအရေးကြီးတယ်။သူတတူရဲ့ဂုံကျေးစုကိုလည်းမမေ့တယ်လို့မျိုးကိုယ့်ရဲ့ဂုံကျေးစုကိုယ့်ရဲ့ကျေးစုကိုကိုကုတ်ကိုလည်းကျေးစုတင်တတ်မယ်။ကိုကျေးစုဆိုလူတကာကိုကျေးစုလိုက်ဂုံဖော်ဝင်ခိုင်းတာမဟုတ်ဘဲနဲ့ကိုကုတ်ကိုလည်းကျေးစုတင်တတ်မယ်။နော်အဲဒီအာငါဒါလေးဒီဟာလေးအဆင်ပြေသွားပြီအောင်မြင်သွားပြီငါကိုကကျေးစုတင်လိုက်တာအဲငါငါတော်လိုက်တာငါတက်လိုက်တာဆိုတဲ့ဟာကိုလည်းကိုကုတ်ကိုအမြဲတမ်းဂုံဂုံတင်တတ်ရမယ်ပေါ့နော်။အဲဒီစာသားရှင်နေနဲ့ဒီကာလမှာ အဲကံကောင်းစေတဲ့အကြောင်းကအနီရောင်ဖြစ်ပါတယ်အအကျိုးပေးစေတဲ့နံပါတ်တွေဆိုလို့ရှိရင်တော့အရှိကနန်းပါမယ်ကိုကနန်းပါမယ်သုံးကနန်းပါမယ်ငါးကနန်းပါမယ်ပေါ့နော်ဒါတို့တွေ့ရတယ်ပြီးတော့အဟို propose လုပ်ထားတဲ့သူတွေချစ်သူရေးစားအင်အောင်ဘက်တွေဒါမှမဟုတ်လေအဲဒီတချို့တွေမှာ engagement လုပ်ရတာမျိုးတွေကိုချစ်တဲ့သူကကိုကို crush နေတဲ့သူရှာကိုကအပြန်ပြီးတော့ အခြေခံရတာမျိုးတွေနော်အစာရှိသမီးအခွင့်အလမ်းအခွင့်အရေး romantic နဲ့ပတ်သက်တဲ့ကိစ္စတွေဖြစ်တာမျိုးတွေလုပ်ငန်းနဲ့ပတ်သက်တာမျိုးတွေဖြစ်လာစေတယ်ပေါ့နော်ကိုယ့်ရဲ့ကံကိုပိုကောင်းစေဖို့ဖះမှာပန်းမှုရခင်မေးပါ ပြီးတော့လေကိုအဓိဋ္ဌာန်တစ်ခုခုကိုနှစ်သက်ရအဓိဋ္ဌာန်တစ်ခုခုကိုလုပ်ပြီးတော့ကိုရဲ့ဆုံးဖြတ်ချက်တွေအိမ်မက်တွေအကောင့်တွေပေါ်လာဖို့ကိုစူတောင်းပါပေါ့နော်အဲစူတောင်းနိုင်မဖြစ်ပေမဲ့ကိုလုံးသမျှအရာဝင်အရာထင်ဖို့အတွက်ကိုတော့တတ်နိုင်သမျှတော့စူတောင်းကြည့်ပါရှင်အဲဒီဇာတာရှင်နေနေနဲ့အဲဆရာမကြီးရဲ့နမိတ်ဟောစတန်းကိုကြားပြီးတဲ့အချိန်အစနေစာပြီးတော့ကံကောင်းအမြင်အစဉ်ပြေမှာဖြစ်တဲ့အတွက်အဲဒါကတော့ဟိုပေါ့နော်ဇာတာပရိသတ်သမီးတွေအများကြီးချုံဟောတာဖြစ်တဲ့အတွက်တီးတဲ့ personal စစ်ချင်တယ်ဆိုလို့ရှိရင်เนาะဆီယမာလေးရဲ့ Facebook Messenger မှာလာပြီးတော့အဲစုံစမ်းမင်းမြန်စစ်ဆေးနိုင်ပါတယ်ရှင်ဆီယမာလေးရဲ့အကောင့်ကတော့အဲစူဇန်အောင်ဆိုပြီးတော့ဖြစ်နေတယ်တကယ်တမ်းတော့ဆီယမာလေးနာမည်ကဆီယမာလေးစူဇန်မောင်ဖြစ်ပါတယ်ရှင်အားလုံးပဲအရာရာအဆင်ပြေကြပါစေ